င်္ဂလာပါရှင်သမဂပြစင်ပါဒီနေ့မေလ22ရက်နေ့အတွက် People's Spring ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ဆမ်မိုဝဲဇာဘူးဘူးဆိုတဲ့စကားတစ်ခွန်းကြောင့်ဂျပန်လျှောက်ဝန်ကြီးရာဒူးကနေနှုတ်ထွက်ရတဲ့သတင်းမြန်မာအပါအဝင်ရွှေပြောင်းခြေချသူတွေကိုတောင်ဆူဒန်စီထရန့်ဆိုရနင်းနေတဲ့သတင်းတောင်တရုတ်ပင်လယ်မှာအမေရိကန်နဲ့ဖိလစ်ပိုင်ပူးပေါင်းစစ်ရေးလေ့ကျင့်တဲ့သတင်းဒီသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ဆန်ကိုဘေရွန်ကမှဝယ်မစားခဲ့ဘူးဘူးဆိုတဲ့စကားမှတစ်ခွန်းကြောင့် ဂျပန်အစိုးရရဲ့လေယာလုပ်ငန်းဝန်ကြီးတာကိုအီတိုဟာသူ့ရဲ့ယာဒူးကိုစွန့်ခွာခဲ့ရပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကောင်ကသူဟာဘယ်ရောကမှစံကိုဝယ်စားစရာမလိုခဲ့ဘူးလို့ပြောကြားခဲ့ပါတယ်။သူ့ကိုအားပေးထောက်ခံသူတွေကစံတွေလက်ဆောင်ပေးကြတာနဲ့တင်သူ့အိမ်အတွက်စံဝယ်စရာမလိုခဲ့ဘူးလို့တာကူကဆိုတာပါ။အဲ့ဒီစကားဟာလူတို့ကြားမှာမကျေနပ်ချက်တွေကိုမြင့်တက်လာစေပါတယ်။စံဟာဂျပန်မှာအဓိကစားသောက်ကုန်တစ်ခုဖြစ်ပြီးစံစည်းတွေမြင့်တက်နေခြင်းကအစိုးရအတွက်အကန့်အသတ်ဖြည့်ရှင်ရမယ့်မူဝါဒရေးရာပြဿနာတစ်ခုဖြစ်နေပါတယ်။ ယာရီဥရုပြဿနာတွေနဲ့လယ်သမားတွေကိုအကာအကွယ်ပေးဖို့နှစ်ရှည်လမြာကျင့်သုံးနေတဲ့မူဝါဒတွေကိုအကြောင်းပြုပြီးစံစည်းတွေမြင့်တက်နေတာလို့လေလာသူတွေကပြောတာပါအဲ့ဒီအချိန်မှာတာကူကအမတ်မတင်ပြောလိုက်တဲ့စကားတခုဟာအကြီးအကျယ်အငင်းပွားစရာဖြစ်လာစေခဲ့တာပါဝေဖန်မှုတွေကြုံတွေ့နေရတဲ့တာကူဟာမေလ21ရက်နေ့မှာတော့သူ့ရဲ့နှုတ်ထွက်စာကိုဝန်ကြီးချုပ်ရှီကူရီအီရှိဘာစီပေးအပ်ခဲ့ပါတယ်ဂျပန်အစိုးရဟာလူထုထောက်ခံမှုတိတိတတ်တာကြားဆင်းနေတဲ့အခြေအနေတွေနဲ့ရုန်းကန်နေတဲ့အချိန်မှာ အခုလိုကိစ္စမျိုးနဲ့ထပ်ပြီးကြုံလာရတာပါတာကူဟာသူ့အနေနဲ့လက်ရှိရယူထားတဲ့ယာဒူးတာဝန်အတွက်တင်းတော်တဲ့တူမဟုတ်ဘူးလို့ယူဆမိတာကြောင့်ယာဒူးကနေနှုတ်ထွက်စာတင်ခဲ့တာလို့ပြောပါတယ်ဂျပန်မှာစံစည်းတွေမြင့်တက်နေတဲ့နောက်စိုက်ပျိုးရေးဝန်ကြီးဌာနဟာတူလောင်ထားတဲ့စံတွေကိုဈေးွက်တဲထုတ်ရောင်းပေးတာအပါအဝင်နီလအမျိုးမျိုးနဲ့ဖြည့်ရှင်းဖို့စ조사နေပေမဲ့ထိရောက်တဲ့အခြေအနေမျိုးတော့မရှိသေးပါဘူးနိုင်ငံအနှံ့ကစူပါမားကတ်ပေါင်း1000လောက်မှာအခုသတင်းပတ်အတွင်းစံစည်းဟာတမိုင်းတစ်လျှောက်အမြင့်ဆုံးအဖြစ် 5ကီလိုဂရမ်88ကို4268ယန်တနည်းအားဖြင့်ဒေါ်လာ30နီးပါးလောက်ထိမြင့်တက်နေကြောင်းသိရပါရှင်။မြန်မာအပအဝင်နိုင်ငံသားတွေကိုတောင်ဆူဒန်ကြီးနင်းနေခဲ့တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အမိတ်ဟာတရားရေးအရာဖြေရှင်းရမယ့်အခြေအနေတွေရှိလာနိုင်တယ်လို့အမေရိကန်ဖက်ဒရယ်တရားသူကြီးတူကသတိပေးခဲ့ပါတယ်။သမ္မတဟောင်းဂျိုးဘိုင်ဒန်လက်ထက်ကခန့်အပ်ခဲ့ပြီးဘော့စတိုမြို့မှာရုံးထိုင်တဲ့တရားသူကြီး Brian Mabiga တောင်ဆူဒန်နိုင်ငံစီနိုင်ငံသားတွေပို့ဆောင်ခဲ့တဲ့အမေရိကန်အစိုးရရဲ့လုပ်ရဟာ ပြီးခဲ့တဲ့လမှာသူချမှတ်ထားတဲ့တရားရုံးဆုံးဖြတ်ချက်နဲ့ဆန့်ကျင်နေရလို့ယုံကြည်ကြောင်းပြောပါတယ်။မာဖီးယားဆုံးဖြတ်ချက်မှာတော့နေနေတန်ခံရမဲ့သူတွေကိုသူတို့ရဲ့ခုခံပိုင်ခွင့်အတွက်တင်းတင်းမှန်ကန်တဲ့အခွင့်အရေးမျိုးမရပဲအတင်းအကျပ်နှင်ထုတ်တာမျိုးကနေအတိအလင်တားမြစ်ထားပါတယ်။အမေရိကန်ရဲ့လူဝင်မှုကြီးကြပ်ရေးဆိုင်ရာရှင်းတွေကအ ਨੇ ဆုံးမြန်မာနဲ့ဗီယက်နာနိုင်ငံသားတူဦးစီအပါအဝင်စုစုပေါင်းတရားမဝင်ရွှေ့ပြောင်းအခြေချသူ12ဦးကိုတင်ဆောင်သွားတဲ့လင်းရဟာမေလ20ရက်နေ့ကတောင်ဆူရန်နိုင်ငံကိုဆောက်ရောက်ခဲ့ကြောင်းပြောပါတယ်။ တောင်ဆူဒန်ဟာ2011ခုနှစ်တုန်းကမှဆူဒန်ကနေခွဲထွက်ခဲ့တဲ့တောင်အာဖရိကနိုင်ငံငယ်တစ်ခုဖြစ်ပြီးပြည်တွင်းစစ်ဆင်းရဲကြတဲ့မှုတွေနဲ့ရုန်းကန်နေရတာပါတရားသူကြီးမာဖီကအဲ့ဒီနန်နယ်မှုဟာသူ့ရဲ့စီရင်ဆုံးဖြတ်ချက်ကိုချိုးဖောက်တယ်လို့ယုံကြည်ရပြီးတရားရုံးကိုဖိဆန်တဲ့မထီမဲ့မြန်ပြုတဲ့ပြစ်မှုများနိုင်တယ်လို့တရားရေးဝန်ကြီးဌာနရှင်းနေတယောက်ကိုပြောကြားခဲ့ပါတယ်အစိုးရရှင်းနေအီလီယာနစ်ပီယော့ကတော့မြန်မာရွှေ့ပြောင်းခြေချသူတူကိုတောင်ဆူဒန်စီပို့ဆောင်ခဲ့တယ်ဆိုတဲ့အချက်ကိုညှင်းဆိုပြီး ဇာတိနိုင်ငံစဉ်ပြန်ပို့ခဲ့တာလို့သာပြောပါတယ်။ဗီယက်နမ်နိုင်ငံသားတယောက်ကိုတော့ဘယ်ပို့လိုက်တယ်လဲဆိုတာကိုတော့အတိအကျထုတ်မပြောပေမဲ့ဒါဟာလှုပ်ဝက်ထားရမယ့်ကိစ္စတစ်ခုလို့ပဲပြောသွားခဲ့ပါတယ်။အဲ့ဒီအမျိုးသားဟာလူတက်မှုကျူးလွန်တဲ့ရာဇဝတ်ပြစ်မှုရှိနေသူလို့လည်းသူကဆိုပါတယ်။ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနရှိနေတွေရဲ့အဆိုအရလေယံပေါ်မှာမတည်မှုကျူးလွန်ကြောင်းဆက်ဆဲခံရသူတူဦးလဲပါသွားခဲ့တယ်လို့သိရပါတယ်။မာဖီကအဲ့ဒီလေယံနဲ့လေယံပေါ်တင်ဆောင်သွားသူတွေကိုအမေရိကန်စီပြန်ခေါ်ရမယ်ဆိုတာမျိုးတော့ညွှန်ကြားခဲ့ခြင်းမရှိပါဘူး။ ဒါပေမဲ့ရွှေပြောင်းခြေချသူတွေဟာတင့်တော်မှန်ကန်တဲ့ဈာနာမိုးတခုရဲ့အဆုံးဖြတ်တခုကိုမရမချင်းအမေရိကန်မှာပဲရှိနေပြီးလူသားဆန်စွာဆက်ဆံမှုမျိုးလိုအပ်တယ်လို့သူကပြောပါတယ်။ဧပြီ18ရက်တုန်းကမာဖီကအတင်းအကျပ်နေရာပြန်ပို့ခံရတဲ့ကိစ္စတွေမှာရွှေပြောင်းခြေချသူတွေဟာဥပဒေအရအရေးဆိုပိုင်ခွင့်ရှိစေရမယ်လို့စီရင်ဆုံးဖြတ်ပေးခဲ့ပါတယ်။အဲ့ဒီနောက်လီဗျားနိုင်ငံသားတချို့ဟာနေရာပြန်ပို့ခံရရမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ပြီးမာဖီကအတင်းအကျပ်ပြန်ပို့တာဟာ ဥပဒေချိုးဖောက်ရာရောင်းနိုင်ကြောင်းအမေရိကန်အစိုးရအရာရှိတွေကိုသတိပေးခဲ့ပါရှင်။တောင်တရုတ်ပင်လယ်ရေပြင်မှာဖလော်ပိုင်နဲ့အမေရိကန်ရေတပ်တွေပူးပေါင်းစစ်ရေးလေ့ကျင့်ခဲ့ပြီးပထမဆုံးအကြိမ်ဖြစ်နှစ်နိုင်ငံကမ်းခြေစောက်တပ်တွေလည်းပါဝင်ခဲ့တယ်လို့သိရပါတယ်။မေလ21ရက်နေ့ကစစ်ရေးလေ့ကျင့်မှုဟာပါလာဝမ်နဲ့အော်စီဒန်ဒယ်မင်ဒိုရိုကမ်းလွန်ရေပြင်မှာဖြစ်ပြီးဖလော်ပိုင်ရေတပ်လေတပ်နဲ့ကမ်းခြေစောက်တပ်တွေဟာအမေရိကန်ကမ်းခြေစောက်တပ်ရဲ့တင်မော့စထရာဒန်အမေရိကန်ရေတပ်ရဲ့ကင်းလက်လေယာဉ် PHA ပိုဆိုင်ဒန်စီးနဲ့အတူ ပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့ဖိလစ်ပိုင်စစ်တပ်ကကြေညာခဲ့ပါတယ်။ဒါဟာအခုနှစ်အတွင်းနှစ်နိုင်ငံဒုတိယအကြိမ်မြောက်စစ်ရင်လေ့ကျင့်မှုဖြစ်ပြီး2023ခုနှစ်နောက်ပိုင်းမှာတော့6ကြိမ်မြောက်ဖြစ်ပါတယ်။စစ်ရင်လေ့ကျင့်မှုတွေနဲ့အတူအပြန်အလှန်ဆက်သွယ်ချိတ်ဆက်မှုရှားဖွေကင်းစင်မှုမစ်ရှင်တွေကိုလည်းထည့်သွင်းသွားခဲ့တယ်လို့ဖိလစ်ပိုင်စစ်တပ်ကဆိုတာပါ။တောင်တရုတ်ပင်လယ်ဟာဖိလစ်ပိုင်နဲ့တရုတ်တို့ကြားကတင်းမာမှုအတွက်အထူးကဗဟိုချက် area လည်းဖြစ်ပါတယ်။တရုတ်ကတောင်တရုတ်ပင်လယ်ရေပြင်တစ်ခုလုံးကိုကြီးစိုးထိန်းချုပ်ဖို့စူးစမ်းနေရာက ဖလော်ပိုင်အပါအဝင်ဒေသတွင်နိုင်ငံတချို့နဲ့ပြဿနာဖြစ်နေတာပါ။လွန်ခဲ့တဲ့နှစ်ပိုင်းတွင်အတွင်းဖလော်ပိုင်နဲ့တရုတ်ကမ်းခြေစောက်တပ်တွေကြားမှာထိတ်တဲရင်ဆိုင်တဲ့ပဋိပက္ခတချို့လည်းဖြစ်ပွားခဲ့ပူးပါတယ်။အမေရိကန်ဟာမဟာမိတ်ဖြစ်တဲ့ဖလော်ပိုင်ဘက်ကနေအခိုင်အမာရပ်တည်နေတယ်လို့တောင်တရုတ်ပင်လယ်ရဲ့လွတ်လပ်တဲ့နိုင်ငံတကာရေချောင်းသွားလာခွင့်ကိုလည်းကာကွယ်သွားမယ်လို့ကြေညာထားပါတယ်။အဲ့ဒီရေပြင်ဟာ20ဒေါ်လာ3ထရီလီယံဘိုးလောက်များပြားတဲ့ကုန်တွေရေချောင်းသွားလာမှုတွေဖြတ်တန်းနေတဲ့ဧရိယာလည်းဖြစ်ပါတယ်။ တာတရုတ်ပြည်လည်ရေပြင်တစ်ခုလုံးနှိပါကိုထိန်းချုပ်ခွင့်ရှိကြောင်းတရုတ်ရဲ့တောင်းဆိုမှုနဲ့ပတ်သက်ပြီး2016ခုနှစ်တုန်းကနိုင်ငံတကာခုံရုံးတစ်ခုကပယ်ချခဲ့ကြောင်းဆုံးဖြတ်ပေးခဲ့ဘူးပါတယ်။ဒါပေမဲ့တရုတ်ကတော့အဲ့ဒီစီရင်ချက်ကိုဘယ်တော့မှအတိမတ်မပြုခဲ့ပါဘူးရှင်။ People's Win ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါရှင်။